မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းတဲ့စာလေးကတော့စိတ်ခွန်အားအတွက်ကောင်းလို့ရရာစာစုများစီစဉ်ကဖြစ်ပါတယ်ဆရာချစ်ဆန်ဝင်းရဲ့စိတ်ကိုပြုပြင်၍ရသည်လူချင်းတူတော်လဲအသက်ရှူခြင်းကွဲသည် လူတယောက်နှစ်တယောက်ရုပ်ရည်ချင်းမတူကြသကဲ့သို့စိတ်ချင်းလည်းမတူကြ။တချို့ကထုံထမ်းသောရုပ်ရည်ရှိ၍အချို့ကတွက်လက်သောရုပ်ရည်ရှိကြသည်။အချို့ကထုံထမ်းသော စိတ်ရှိကြ၍အချို့ကတွက်လက်သောစိတ်ရှိ။ထို့သို့ကွဲပြားရတယ်။အလှဘက်အသွက်ဘက်၌ပြိုင်ဘက်ကင်းအောင်လှသူရှိသလိုအဆိုးဘက်အထိုင်းဘက်တွင်လည်းပြိုင်ဘက်မရှိဆိုးရုပ်သူလည်းရှိပါသည်။မတိမသာတွက်လက်သူတို့ရှိသလိုမတိမသာဆိုးရုပ်သူတို့လည်းရှိပါသည်။ တို့ကဲ့သို့စိတ်အမျိုးမျိုးကွဲပြားမှုရှိသည်ကိုစိတ်ကောင်းစေနာကောင်း၌အတည်ရှိအောင်စိတ်ကို ပြုပြင်၍ရပါသည်။ကျောင်းသားတယောက်သည်ဆရာပေးသောစာများကိုပင်မကြက်ဖက်ပဲနေပါသည်။သူတို့ကားကိုရန်စား၍ရန်ဖြစ်လိုသောရန်လိုသိရှိသည်။လက်တွေ့လဲသူထက်ငယ်သူတို့ကိုထိုးကျိတ်တတ်သည်။ထိုးလူငယ်ကျောင်းသားအားစာကြက်လာအောင်စာတော်လာအောင်မိမိထက်ခွန်အားနည်းသူကိုကူညီဆောင်လျှောက်လာအောင်သူ၏စိတ်ကို ပြုပြင်၍ရပါသည်။ ဆရာဆရာမနဲ့အုတ်ထင်းသူမိဘတို့ကစိုးစိုးမှဤတော်၎င်းတန်းခတ်ဤတော်၎င်းအချေယူပြုပြင်ပေးပါက လူကောင်းသူကလူတလုံးသူတလုံးဖြစ်လာကောင်းဖြစ်လာနိုင်ပါသည်မဟာကန္တာတော်ဆရာတော်ဘုရားကြီးကစိတ်ကိုရောရုပ်ကိုပါ ပြုပြင်၍ရကြောင်းတောမှတက်လာသော သူတို့ဦးနှင့်ဥပမာ ဆိုဘူးပါသည်တောနိုင်မွေတောသွေးပါရှိသူတောသူတောင်သားတေဦးကိုမြို့သူတက်လာပြီးမြို့ကြီးပြားကြီးတွင်နေထိုင်စီ၍ မြို့ကြီးသူမြို့ကြီးသားများတို့၏အတုကိုယူကားဝတ်ပုံ စားပုံနေပုံထိုင်ပုံအလုံးစုံကိုအတုခိုးပြုမိ၏ကိုကျမ်းမာ၏စိတ်ချမ်းသာရေးတို့ကိုပါလိုက်စားပြုမိမှာက မကြခင်မြို့သွေးဝင်လာပြီးမြို့ကြီးသားကိုက်မြို့ကြီးသားဆိုင်ပေါက်လာပါသည်တသွေးတမွေးဖြစ်လာပါသည်ဟာငါတို့မြို့ပြောင်းသွားတာတော့ဘာမှမကြသေးဘူးတသွေးတမွေးနဲ့မှတ်တော့မှတ်မိကြတော့ဘူးမြို့ကြီးသားပုံပေါက်လာတာကိုဟုတ်ပြောဆိုကြပါသည်ရုပ်ဒီအပြောင်းလဲမမြန် ပြောင်းလဲမမြန်သောရုပ်ကိုပဲအသွေးတမွေးဖြစ်အောင် ပြုပြင်လေ့ကျင့်၍ရလေအပြောင်းလဲမမြန်သောစိတ်ကိုပြုပြင်၍အဘယ်မှာမရဘဲရှိပါရန်နီယခုစိတ်ဆိုးနေရာမှာစိတ်ဆိုးပြေအောင်ပြုလို့ရပါသည် မကောင်းမှုတစ်ခုခုကိုအလုံးနေသူကိုမကောင်းမှုပြုခြင်းမှရက်တန့်သွားအောင်ဆောင်ရွက်၍ရပါသည်သူပစ္စည်းကိုခိုးယူမိကြံစီပြီးကမှမသိဟုဆိုကားခိုးယူလေသည့်ကို သူကိုယ်သူ ပြုပြင်ကြသူများလည်းရှိပါသည် မိမိစိတ်နေစိတ်ထားသည်ကောင်းသလားမကောင်းဘူးလားဆိုသည်ကိုမိမိသာလျှင်အသိဆုံးဖြစ်ပါသည်မိမိစိတ်ထားသည်လောဘတက္ကရာများနေသလားမများဘူးလားမိမိအသိဆုံးဖြစ်ပါသည်ကြောင်ဝယ်သမားတူသည်ယူသင့်ထက်မြတ်ထက်ပိုယူလားမယူဘူးလားဆိုသည်ကိုထိုသူသည်အသိဆုံးဖြစ်ပါသည်ဆရာဝန်တူသည်လူနာထာမစေဘဝကကိုတရားမျှတစွာယူလာလားမတာပါဇက်ထဲမှကရုကကူပါ၌ယူနေရလားဆိုတာသူအသိဆုံးဖြစ်ပါသည် ကုံတယ်တူအတွက်လဲသူ့ဖာသူသိပါသည်လေဒီဆရာတော်ကြီးပြောသလိုစီထဲမှာရေနွေးရောဆေးရွက်မှာရွက်ညက်ဗျက်ထဲမှာမူရင်းဆန်ရေနံမှာရေရောလက်ဖက်မှာရေကူဘဲကုံမျိုးမတူပြီဟုဘလို့ဝင်ပြောပြော ကိုမတော်အကြောင်းကိုသာအတိဆုံးဖြစ်ပါသည်ထို့ကဲ့သို့စီရောက်ရာတွင်စာအုပ်စည်းကိုပဲစီလောက်ရောက်စီထဲမှာပင် ရေနွေးရောဆေးရွက်ကြီးရောက်ရာတွင် ဘူးရွက်ညက်စံကောင်းနဲ့စံညံ့ရောရေနံမှာရေထဲ့ကူလက်ဖက်ရောင်းရမှာရေထိုးအမျိုးမျိုးကူလီကူမာလောက်ရည်ဇေယောင်းရာတွင် တခဏနဲ့အမျက်ရနိုင်တော့လေရေရှိတွင် ထိုလူမျိုးများသည်ဒုက္ခလှလှတွေ့ရသကဲ့သို့တန်လျာတွင်လည်းဒုက္ခနှင့်မုတ်ချတွေ့ရတတ်သောကြောင့်ထိုသို့သော ကိစ္စရက်များသည်မလောက်ကောင်းပမာအာဇီဝအတတ်မွေးမှုနှင့်လူကြီးညို နတ်ကြည်ညိုလှုပ်ဆောင်တွေကအမျက်ဆုံးဖြစ်၍မကောင်းစိတ်ကို ကောင်းသောစိတ်နဲ့အစာထိုးကြရမည်ဖြစ်ပါသည်စိတ်ဆိုးစိတ်ယုတ်ရှိသူသည် ကိုယ့်ကိုယ်ကိုလည်းမကြည်ညိုနိုင် မိတ်ဆွေချင်းညီကိုနှောင်မောင်နှမချင်းဇနီးခင်မွန်ဆရာတကာအပေါင်းအသင်းဘယ်သူဘယ်ဝါဘလို့စိတ်ထားရှိသည်ကိုသိကြပါသည်မိသားစုညီကိုမောင်နှမများအတွင်သုံးမဲဟုအပြောခံရသူသည်ပါတတ်ပါသည် ဆုံးမြို့ဟုလည်းခေါ်သည် ငခုံးမတကောင်ကြောင့်တလှေလုံးအပုတ်မခံနိုင်ရသောကြောင့်ရင်းခဲ့သူသောသိုးမဲကိုရှောင်ဖယ်ထားတတ်ကြသည်ထိုသူစိတ်ကောင်းမရှိရုံမာကြောင့်သိရလျင်ဘသူမှအဖက်မလုံကြတော့ရုံမာသူတို့ကိုချစ်ခင်အားထားကြည်ညိုမှုလည်းမပြုနိုင် ထို့ကြောင့်လူလောကအတိုင်းဝိုင်းတွင်ဆရာတကာလူနှင့်ပတ်ဝန်းကျင်နှင့်နေရသောကြောင့်လူတိုင်းမိမိစိတ်ကိုဖြူစင်ဖြောက်မတ်အောင် ပြင်ဆင်နေထိုင်တိုက်ပါသည်စိတ်ဆိုးစိတ်ယုတ်ရှိနေသောသူသည် သူ့စိတ်နှင့်စိတ်ထားကယုံညံ့နေသောကြောင့် ဒါနပင်ပြုပြုသီလပင်စောက်တီးဘာဝနာကမထမ်းမိတို့ပင် စီဖြန်းမိသည့်ကုသိုလ်လုပ်ငန်းကိုပင် လုပ်လို့ယောသားဖြူစင်မှုမရှိရင်ဒါနသီလအကျိုးဘာဝနာအကျိုးမခံစားရတဲ့စိတ်ရင်းမကောင်းရင် မနောကံမှုဝစီကံမှုကာယကံမှုတို့သည်လည်းမကောင်းသောကြောင့်ကုသိုလ်ကံအကျိုးပေးလို့စင်စင်ကြဲကြဲအကျိုးပေးမည်မဟုတ်ယခုဘဝအတွက်ရောတန်တရာအတွက်ပါကုသိုလ်ကံအကျိုးပေးမှု စင်ကြဲစီရန် စိတ်ကိုဖြူစင်အောင်ထားကြရမည်ဖြစ်ပါလေစိတ်ကိုဖြူစင်အောင်ထားဟုဆိုရင်စိတ်စည်းကမ်းရှိကြရမည်ဟုဆိုလိုရင်းဖြစ်ပါလေစိတ်ဆိုးစိတ်ယုတ်ရှိသူကြီးယခုဘဝတွင်မိမိစိတ်ကယုတ်မာမှုတွင်တည်ရှိသည်မဟုတ်ဘဝဖြစ်တိုင်းဖြစ်တိုင်းတွင်စိတ်ယုတ်မာကလိုက်၍အကျိုးပေးနေတတ်သည်ဤဘဝ၏စိတ်ယုတ်မာမှုကဘဝပေါင်းများစွာဇက်တိုက်ကူးဆက်နေတတ်သည်ထို့ကြောင့်စိတ်ယုတ်မာရှိရင်စိတ်ဆိုးစိတ်ညစ်ရှိရင်လူဘဝလူဖြစ်ခိုက်ချက်ချင်းပြင်းနေသည် စိတ်ကိုမြည်တို့ပြင်ရမည်နေဆိုပါကဆရာတော်အရှင်ဇဏကဘိဝန္တာကမိလိန်နာမင်းကြီးအကြောင်းဤတို့ပြောပြဖို့ပါသည်မင်းကြီးသည် အရှင်နာကသေနာထံသာသနာတော်ဝယ်အရေးကြီးသောကိစ္စတရက်ကိုရှောက်ထားရန်ရှိပါသည်ထိုကိစ္စကိုအလော30မလုပ်ဘဲမင်းကြီးသည်ခုနှစ်ရက်ပတ်လုံးသူဤစိတ်ကိုတမာရီရအောင်လှုပ်ဆောင်ပါသည်နန်းနဲ့စောစောအေးအားထားပြီးကိုလက်တန့်စင်ကရေချိုးအဝယ်စားလဲပြီးဝီယိုဝစ်စင်အဝယ်စားတစားများကိုမဝယ်ဖဲ ဖန်ยีဆိုသောသင်္ကန်းကိုသာဝှေ့ကရုံးကိုလည်းကရုံးဟုအသွင်မှတ်ယူလောက်အောင်ခေါင်းကိုစွတ်ခါယဟန်ဟုထင်မှတ်ရလောက်အောင်ဝှစ်စင်၍၈ပါးသောအချက်များကိုခုနှစ်ပတ်လုံးမပြတ်ပြအောင်စွဲမြဲထားပါသည် ထို၈ပါးကခုနှစ်အတွင်းမင်းကိစ္စကိုမပြုရာဂကိစ္စကိုမဖြစ်အောင်စောင့်စည်းဒေါသစိတ်မဖြစ်အောင်နေမောဟစိတ်မဖြစ်အောင်နေ ခြေတော်ကျွန်တော်မျိုးများအပေါ်၌စိတ်ကိုနှိမ်ချ၍ထားကိုမှုနှုတ်မှုဆောင်ထိကြားရမြင်ရတွေ့ရသိရသမျှသောအာယုများအတွက်အခုတို့မဖြစ်အောင်နေမီဟုဆိုက မျက်စိနာစသောအိန္ဒြေဖြင့်မျက်လွာကိုချကြည်လင်ရှင်ပြအေးမြသောစိတ်ဖြင့်အရှင်နာကသိဏထံချင်းကံ၍တိလိုမြမင်းမြန်လျှောက်တာပါသည်မိလနာမင်းကြီးခုနှစ်ရလုံးလုံးစိတ်ပြုပြုံမုံကိုအတုယူရမည်ဖြစ်ပါသည် ိုကဲ့သို့စိတ်ကိုပြုပြင်ပြီးသောအခါတွင်မှပြုလုပ်ဘွယ်ရာကိစ္စများကိုပြုလုပ်သင့်သည်ပြုဘွယ်အချင်းကိစ္စမရှိသည့်တိုင်အကုသို့စိတ်များမရှိအောင်မိလိနာမင်းကြီးကဲ့သို့စိတ်ကိုမကြာမကြာလင့်ကျင်ပြီးပါကအကုသို့စိတ်သည်နေပါလာပြီးကုသို့စိတ်ပွားများအရှိတည်တံ့လာပါမည်ဆောင်းစည်းထိမ့်သိမ့်မှများလာသောအခါမိမိစိတ်တွင်တရားဓုပညာလူများပေါ်ပေါက်လာက စိတ်ကောင်းစိတ်မက်များကိန်းဝတ်လာပါသည်စိတ်ကောင်းရှိနေလျှင် ထိုသူသည်ဘာမှမလုပ်လင်လျှင် မြင့်မြန်နေပါသည်စိတ်ကိုစီကံရှိ စီကံမဲ့စေသောနေရာများစိတ်ဤသဘောသည်အာယုံကိုတည်သောသဘောရှိပါသည်အာယုံကိုတည်ုံတတ်တတ်ဖြစ်ပါသည်စိတ်ချီးတတ်တတ်ဖြင့်အကောင်းဆုံးမကွဲပြားနိုင်စိတ်ကိုစီးမဲ့စေသောအရာများရှိတကယ်သို့စိတ်ကိုစီးရှိစေသောအရာများရှိပါသည်စိတ်ကိုစီကံကလနာရှိအောင်စိတ်ကောင်းစိတ်မြတ်ဖြစ်အောင် လှုပ်ဆောင်ပေးနိုင်သောအရာ14ခုရှိသလိုစိတ်ကိုညံပြင်းအောင် ပြုလုပ်နေသောအရာကလည်း14ခုရှိပါသည်စိတ်ဆိုးစိတ်ကောင်းနှမျိုးစလုံးဖြစ်အောင်ပြုလုပ်နေသောအရာကလည်း73မျိုးရှိပါသည်စိတ်ကိုစီကံမဲ့အောင်လှုပ်ဆောင်နေသောအရာ14ခုမတိခြင်းမရှက်ခြင်းမကြောက်ခြင်း ပြန့်လွင်ခြင်းလိုချင်တတ်မှတ်မှုများခြင်းအမှားအယွင်းသိမြင်ခြင်းထောင်လွှားမာနရှိခြင်း ဒေါသခတ်ထန်ခြင်းညူစုခြင်းဝင်းတိုခြင်းပူပန်ခြင်းထိုင်းသောစိတ်ရှိခြင်းမှိုင်းသောစိတ်ရှိခြင်းတန်တရားစိတ်များခြင်းစိတ်ကိုကောင်းအောင်စီကံရှိအောင် ပြုလုပ်နေသောအရာ14ခုယုံကြည်မှုအားကောင်းခြင်းမမေ့မလျော့သောသဘောရှိခြင်းမကောင်းမှုပြုရမှာကိုရှက်ခြင်းမကောင်းမှုပြုရမှာကိုကြောက်ခြင်းလိုခြင်းတတ်မှတ်မှုနေပါခြင်း ခတ်ထန်းခြင်းပညာရှိခြင်းသူတစ်ပါးရဲ့အကျိုးကို လိုလားခြင်းမေတ္တာစင်ရဲသူကိုမြင်လင်ကယ်တင်လိုခြင်းဂရုဏာသူတစ်ပါးပြည့်စုံကြွယ်ဝချမ်းသာသည်ကို မြင်လင်ဝမ်းမြောက်ဝမ်းသာရှိခြင်းမုဒိတာလစ်လူရှုနိုင်ခြင်းဥပေက္ခသမာဝါစာ ကောင်းစွာပြောဆိုခြင်းသမာကမ္မန္တာကောင်းစွာကြံစီခြင်းသမာအာဇီဝကောင်းစွာအတတ်မူအောင်ပြုခြင်း စိတ်ဆိုးရောစိတ်ကောင်းရောနှမျိုးစလုံးကို ဖြစ်စေနိုင်သောအရာ73မျိုးလူ၏စိတ်ကိုအကောင်းလိုက်တည်အောင်သော၎င်းအဆိုးလိုက်တည်အောင်သော၎င်းစိတ်စည်းကမ်းရှိအောင်ဖြစ်စေစိတ်ကင်းမဲ့အောင်ဖြစ်စေလုံနိုင်သောအရာတို့ရှိပါသေးသည်ဖတ်တာဝေဒနာသင်ညာစေတနာဧကကရာဇိဝိဒိန္ဒရေမနတိကာရဝိတဝိစာရအတိမောက်ခဝိရိယပီတိနှင့်စန္ဒတို့ဖြစ်ပါသည် စိတ်ကို မကောင်းအောင်ပြုသောအရာများကိုအတန်ငယ်ရှင်းဖို့လိုပါသည်မသိခြင်းမောဟ မသိခြင်းဒီဟူသောမောဟစိတ်သည်စိတ်ကိုစည်းကမ်းမရှိအောင်ဖန်တီးထားသောစိတ်တစ်မျိုးဖြစ်ပါသည်သိခြင်းတတ်ခြင်းသည်ပညာဖြစ်သောကြောင့်မိမိရုပ်မှဉာဏ်ဉာဏ်သော ဆိုးသွမ်းသောအပြစ်ကိုလောက်ကင်သည့်တိုင် အပြစ်ကိုအပြစ်မှန်မသိပဲဖြစ်နေတတ်သည် လောက၌မိုက်မဲမှုဟူသည်များသည် မတိချင်း၌အခြေခံတည်ပါသည်မတိချင်းတရားကြီးစိုးနေသောသူကို လူမိုက်လူအလူနှုံလူတိုင်းလူပြင်းလူဝင်းဟုခေါ်ကြသည်မတိချင်းစိတ်ကြီးစိုးနေသောသူအတွက်လောကကြီးသည်အမှောင်တိဖြစ်သည်မတိမှုကြောင့်သူလုံးသမျှအမှားကြီးဖြစ်နိုင်သည်ဒေါသရှိသူကဒေါသရှိခြင်းတွင် မာသည် လောဘရှိသူက လောဘရှိခြင်းတွင်မာပါသည်မောဟရှိသူကမသိမှုကြောင့်အချင်းသုံးပါးသလုံးမှားယွင်းနေပါသည် မောဟရှိသူတို့အတွက်စိတ်သည်အလုံးစုံစည်းကမ်းမဲ့မှုဘဝကိုရောက်ပါသည်ထို့ကြောင့်လူတိုင်းမောဟကင်းအောင် အသိပညာကိုတိဆောက်ရမည်ဖြစ်သည်ပညာနှင့်တူသောအလင်းရောင်သည် မရှိဟုဆိုလျာအသိဉာဏ်ပညာဖြင့်မသိမှုကိုဖယ်ရှားရမည်ဖြစ်သည်ပညာသည်မောဟကိုဖယ်ရှားနိုင်သောလက်နက်ဖြစ်သည် စိတ်စည်းကမ်းကိုတိဆောက်ရာတွင်ငယ်စဉ်ကစ၍ပညာကိုရှာဖွေရမည်အသိဉာဏ်ကိုတိဆောက်ရမည် ယနေ့ကဘာသည်ပညာကဘာဖြစ်သောကြောင့်သိစရာတတ်စရာမရသည်လူတယောက်အနေဖြင့်သိဖို့လိုအပ်သောကိစ္စမှန်သမျှကိုသိအောင်အတတ်နိုင်ဆုံးကြိုးစားနိုင်ပါသည် လူဖြစ်သောကြောင့်မောဟကိုတိုက်ဖြတ်ပြရမည်မသိခြင်းဖုံးလွှမ်းခြင်းခံရသောသူသည်အသိဉာဏ်ပညာစင်ကြီးုံတရားတို့ကင်းဝေးနေပြီးတိရစ္ဆာန်ငယ်သောဘဝသို့ရောက်ရသည်လူတိုင်းလူတိုင်းသည် မသိစိတ်ကင်းအောင်ပညာရဆောင် အလင်းရောင်ကိုကြိုးစား၍စီပူတင်ပါသည် မရှက်ခြင်းမရှက်ခြင်းသည်စိတ်ကိုမကောင်းအောင်ပြုလုပ်သောကိစ္စတရက်ဖြစ်သည်လောက၌အရှက်တရားသည်လူအဖွဲ့အစည်းကို ထိန်းကွက်ထားပါသည် မကောင်းမှုပြုလုပ်ရတာမတရားမှုပြုလုပ်ရတာမမှန်မကန်ပြုလုပ်ရတာမဖွဲ့မရာပြုလုပ်ရတာကျေးဇူးကို မသိတတ်တာလူမှုရေးကိုနားမလဲတာ တာဝန်မသိတာတိလာမရှိတာမဆောင်ထိန်းနိုင်တာလောဘကြီးတာမာနကြီးတာဒေါသကြီးတာအကျင့်တရားတရားကင်းမဲ့တာစသည်တို့သည် ရှက်ရမည်ကိစ္စများဖြစ်သည်ရှက်ရမည်ကိစ္စကိုမရှက်သောသူသည် မကောင်းမှုကိုလည်းပြုလုပ်တတ်သည် မတရားလာကုန်လည်းလုပ်သည်မမှန်ကမကန်လည်းပြုလုပ်သည်ရဲဆက်မှုကြမ်းကြုတ်မှုကျေးဇူးကောက်မှုတို့ကိုလည်းပြုလုပ်သည်လူမှုရေးသဘောတရားနှင့်လူကြီးသူမတော်၏အဆုံးအမများတွင်လည်းမတီးပဲအရှက်မရှိသောကြောင့်အမှားကိုလည်းကျူးလွန်ပါသည်တာဝန်မဲမှုလည်းရှိသည်သီလတရားလည်းကင်းပါသည် ညီသည့်အရာကိုမှစောင့်ထိန်ခြင်းမရှိတော့ဘဲအရှက်မရှိသူကြီးစိတ်သည်အမှန်တရားလည်းမရှိတော့ပေရက်ကထွဲတဲ့အရှက်မရှိသောသူတို့သည်အရက်ကိုမူအောင်တောက်၍မဆိုးကိုကွင်းတိုင်းကရွာရိုးတွင်လျှောက်ပါသည် ရှက်ရကောင်းမှမသိအရှက်ကင်းသူသည် ကျွေးယူ၍ပြန်မပေးဘဲနေပါသည်အရှက်မရှိသူသည်ကာယကံဝစီကံမနောကံတည်းဟုသောကံသုံးပါးကိုလည်းမဆောင်စည်းဘဲကျူးလွန်သည်သူတို့ဘာထာမရသည်များကိုလက်ခံယူ၍ မိမိကသူတော်ဘာအပေအကမ်းမရှိ အပြန်လန်သဘောမတွေ့ရအောင်အယူကြီးရှိသည်ကိုရှက်ရမှန်းမသိအရှက်မရှိခြင်းသည် စိတ်စည်းကမ်းမရှိခြင်းလက္ခဏာတည်းဖြစ်ပါသည်ထို့ကြောင့်အရှက်ရှိအောင်နေထိုင်ရမည်မိမိရှက်တတ်ရမည်ဖြစ်သည် ရှက်တတ်တော်သူသည်မကောင်းမှုဒုစရိုက်အများအပြားကို မလုပ် ဖြစ်တော်ပဲရှောင်ကျဉ်ဖြစ်ပါသည်မကြောက်ခြင်းမကောင်းသောအလုပ်တို့ကိုအကြောက်အလန့်မရှိလှုပ်ခြင်းသည် စိတ်ကို မကောင်းအောင်စီကံမဲ့အောင် ပြုလုပ်တော်အရာဖြစ်သည်မကောင်းသောတရားတို့စုံမိုးလာမည်ကိုမကြောက်ပိုးဖလံမျိုးမိကိုတိုးကိုကျိုးနေတော်သည် ဆိုသည့်အတိုင်းကိုကျိုးနေမှာအကုသိုလ်ဒုစရိုက်လုပ်ငန်းများကို ကြီးပွားလာမှာကိုမကြောက်မရွံ့ရှိပါသည်ငါအင်အားရှိတာပဲငါလူကြီးပဲဟုဆိုတာအင်အားချိနေသူများကိုအနိုင်ကျင့်မှုငါအကြောင်းငါပဲသိတာပဲဘယ်သူမှသိတာမဟုတ်ဆိုပြီး အကြောက်တရားကင်းမဲ့စွာမကောင်းမှုများကိုလှုပ်ဆောင်သည်ကိုသက်ခံရမည်ကိုမကြောက်ဘဲသူတကားကိုတတ်မိ၍ကျိုးစင်တရားမှုလင်းသားမမမမရှိပါလျက်ခင်မုန်းတယ်လျောက်ကြားဤကိုရမမှောက်မှမှုအမျိုးသားများကသူများအိမ်ယာကိုပြစ်မှားမှုတို့သည်အကြောက်လန့်ကင်းမဲ့သောစိတ်ကြောင့်ကြုံတွေ့ရသောကိစ္စများဖြစ်ပါသည်စိတ်ကိုအကြောက်တရားအရှက်တရားရှိအောင် ပြုပြင်ကြရမည်ဖြစ်သည်ကြောက်စရာများကိုအထက်ထက်စဉ်းစား၍ကြောက်ရမည်ကိစ္စကိုကြောက်ရမည်ဖြစ်ပါသည် မကောင်းမှုတို့ကို မကြောက်တတ်သောစိတ်သည် စီကမ်းမဲ့သောစိတ်ဖြစ်ပါသည်စိတ်ပြန့်လွင်ခြင်းစိတ်ပြန့်လွင်ခြင်းသည်စိတ်တက် စီကမ်းမဲ့နေခြင်းဖြစ်ပါသည်လူဤစိတ်သည် ပြန့်လွင်နေပြီဟုဆိုပါကဟိုရောက်ဒီရောက်ဖြစ်နေသည်ဖြင့်ကောင်းမှုကုသိုလ်ကိုလည်းမလုံဆောင်နိုင်ပဲရှိပါသည်လုံလဝိရိယထားရှိရမည့်ကိစ္စများတွင် မလုံဆောင်ပဲဖြစ်သည်စိတ်လေစိတ်လွင်ခြင်းဖြစ်သည်စိတ်လေလွင်ရသည့်အကြောင်းကိုရှာဖွေ၍မိမိစိတ်ကို ပညာဉာဏ်ဖြင့်ထိန်းကျောင်းရမည်စိတ်ပြန့်လွင်မှုသည်တာဝန်မဲမှုတာဝန်မကျေမှုတို့ကိုဖြစ်စေပါသည်စိတ်ပြန့်လွင်ခြင်းသည်မိသည့်အခြေအနေတွင်မှမရှိအောင်စူးစမ်းသင့်ပါသည်တပေါင်းတစ်ခုလေယူထသလိုစိတ်ယူထနေခြင်းမျိုးဖြစ်တတ်ပါသည်စိတ်ပြန့်လွင်မှုကြောင့်စောက်တီရမရဖြစ်တတ်သည်ဧရသေးသာတောက်သုံးမိခြင်းမူရစေဝါတောက်သုံးမိခြင်းစသည်တို့ဖြစ်တတ်သည်ရေဝေ ထိုင်းမိုင်းနေခြင်းစိတ်ကိုတည်ငြိမ်အောင်တည်ဆောက်ရမရခြင်းတို့ကြောင့်လဲစိတ်ပြန့်လွင့်ခြင်းသဘောတွင်ပါဝင်သည်စိတ်ပြန့်လွင့်မှုသည်အစိုးတရားဖြစ်သည်စိတ်ကိုမပြန့်လွင့်အောင်ထိန်းချုပ်ရမည်သမထဝိပဿနာဘာဝနာပွားများသောလုပ်ငန်းသည် စိတ်ကို လိမ်မာယဉ်ကြည့်အောင် ပြုလုပ်ရ၌စွမ်းထက်သောဤဖြစ်သည်တဘိုးမကျင့်ရသေးသောနှွားသည်ဝင်တင်လှဲကိုမစွဲတတ်မသွားတတ်ထိုအခါနှွားအားတဘိုးကျင့်ပေးရသည်လှဲလန်းတွင် တဘိုးကိုပခုံးပေါ်တင်သွားတတ်အောင်ကျင့်ပေးရသည်ဤဒီကိုတဘိုးကျင့်သည်ဟုခေါ်သည် ထို့အတူစိတ်သည်လည်းစီမဲ့ကမ်းမဲ့ဖြစ်နေမီလေလွင့်နေမီပြန့်လွင့်နေမီဆိုပါကစိတ်ကိုသမထဝိပဿနာအစရှိသော လုပ်ငန်းများဖြင့်ထမ်းပိုးကျင့်ပေးရန်လိုအပ်သည်ဗုဒ္ဓမြတ်စွာဘုရားရွှေကွက်မျောခဲ့သောနေရဏဇရာမြစ်အစရှိသောမြစ်များသို့တွားရောက်ဖူပါသည်ဤမြစ်များသည်တောင်များထုံး၍တောင်ပြေးမြောက်ပြီးစောက်တီယာမြစ်ဖြစ်နေသောမြစ်များဟုဆိုနိုင်ပါသည် ်ခင်းငါမြစ်ဒီ၎င်းနေနင်္စရာမြစ်ဒီ၎င်းမြေကြောင်းများအမျိုးမျိုးပြောင်းကသုံးရမြရတော့ဘွားတို့ရောက်နေသည်ကိုတွေ့ရှိရပါသည်ရီစီယာလမ်းကြောင်းပျောက်လျက်ရှိပါသည်တဲမြကြီးများဖြစ်နေ၍အထက်မြေအညာစီမမိုးရွာလင်းလင်ပန်းတဲ့သို့ရေလောင်းချလိုက်တဲ့ကဲ့သို့စီးလို့ရစီးကြပါသည်အေယော်ဒီမြစ်သည်တောင်ထုံးကရေကြောင်းများပြောင်းလဲပြီးပြန့်လွင့်စွာပြုနေသောမြစ်ဒစင်းဖြစ်လာသည် ခင်းကနေနေစရာမြေတုထက်စားလင်အီယာဝတီကတော်သေးသည်ဟုဆိုနိုင်သည်သို့သောထုံမြင့်များသည်သတ်မှတ်ထားသောရေလမ်းကြောင်းများမရှိ၍ပြန့်လွင့်ယူသွနေသော မြင့်များဖြစ်သည်မြေကြောင်းသည်မြို့များရွာများမြေကမ်းအဖူးများကို တိုက်စားကလေယာအိုးအိမ်ပစ္စည်းများပျက်စီးရသည်ကျွဲနော်တိုက်တာအဆောက်အုံလမ်းလားများပျက်စီးရသည် မစ္စဆီပီမြစ်သို့ရောက်ဖူးသည်မစ္စဆီပီမြစ်သည်သတ်မှတ်ထားသောရေလမ်းကြောင်းတွင် အေးငြိမ်းစွာစည်းစဲနေသော မြစ်ဖြစ်သည်။သဲမရှိတောင်မရှိအလွန်ကောင်းမွန်သောရေလမ်းကြောင်းတွင်လေသင်္ဘောများဥတုဟုသွားလာနေကြသည်။မစ္စဆပီမြစ်သည်ကျိန်နှင့်ရိုက်၍ဆုံးမထားသော မြစ်ပမာရှိသည်။လိမ္မာရေးကြသော မြစ်ဒစင်းဖြစ်သည်။ပြုပြင်ခြင်းခံထားရသောမြစ်ဖြစ်သည်။ခင်းငါမြစ်နေရဇရာမြစ်တို့သည်အယူထနေသော မြစ်များဟုပင်ဆိုနိုင်ပါသည်။ထို့သောဖြစ်ရခြင်းမှာပြုပြင်ထိမ့်သိမ်းမှုဆုံးမမှုမရှိသောကြောင့်ဖြစ်သည်။ မြေတစင်းကိုထိမ့်သိမ့်ဖို့လိုသည်ဟုဆိုပါကစွမ်းရှိသောဤထွင်ဖန်တီးနိုင်သောအဆက်ကန့်တွင်မိုင်မောင်းသိမ့်တန်းကလေးသွားနိုင်သောစိတ်ကိုလည်းသွားခြင်းဟန်သွားလာစီရန်မဖြစ်အောင်လှွေထားမရစီကန်းရှိအောင်ထိမ့်သိမ့်ရဖြစ်သည်စိတ်ကိုစီကန်းနဲ့အညီပြုပြင်ရလိုအပ်ပါသည် နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးဖော်ပြပေးသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ